။ပိုင်လန်ကတိုးတက်မှုတွေရှိလာနေလို့ဂျင်းနဲ့တယ်ဆိုတဲ့အင်မိုရင်းပရိသတ်များလုံးမေးလာများမန်ချက်စတာဖော်ဆောင်ကနေပြန်နေကြရပါရင်မေပရိသတ်တွေကတော့ဖျားဆူတက်စစ်မှုပိုင်လန်ရဲ့စွမ်းဆောင်ရည်အပေါ်မှာအတော်လေးစိတ်ပြည့်နေကြပေမယ့်အင်မိုရင်းကတော့ဝိုင်လန်အပေါ်မှာအပြည့်မမြင်ပဲဆက်လက်ချစ်ခင်နေစေဖြစ်ပါရင်ဒါအင်မိုရင်းကသူ့ကစားမအပေါ်ကာကွယ်ပြောဆိုပေးတာမျိုးပဲဖြစ်မယ်ထင်ပါရင်ဘာဖြစ်လဲဆိုတော့ white land ဆိုတာအတော်လေးဆွေးရတဲ့တိုက်စင်မှုတူဖြစ်တယ်ဆိုတာအင်မော်ရီကိုရိုင်းလည်းကောင်းကောင်းကြီးသဘောပေါက်သားလောက်ပြီးထင်ပါရင်ဒီကိုပြောင်းဆုံးနေရဆိုတဲ့ white land စီမှာအားနည်းချက်တွေကလည်းတဘောတပင်ကြီးနေဖြစ်ပါရင် တိုက်စင်မတူအနေနဲ့ဟွမ်နဲ့အာနေချက်တွေကိုတွေးရသလောက်ပြောမယ်ဆိုရင်ဂိုသင်းယူဖို့အတွက်ထက်တန်တဲ့စိတ်ပိုင်းဆိုင်ရာကြံ့ကြွမှုတွေမရှိဘူး first step တွေအာနေလို့နေသူ့အတွက်အခွင့်အရေးဖန်နေပေးဖို့ဆိုပြီးတခြားသူတွေအပေါ်အလွန်အမင်းအားကိုလို့နေဒါပေမဲ့သူကိုယ်တိုင်နေရာကောင်းကောင်းယူတက်လားဆိုတော့လည်းမဟုတ်ပြန်ဘူး။ဘောင်ချဲမှာဆိုရင်လည်း white line ရဲ့ပြေးလွှားကစားပုံနေရာယူပုံတွေနဲ့ဘောလုံးလက်ခံရယူပုံတွေကအားနေလို့မီအသင်းပေါ်တွေကဖန်တီးပေးလိုက်ပြန်ရင်လည်းအဆုံးအကကိုသွင်းနိုင်မှုကအတော်လေးကိုအားနေလို့တော့ပါ။ အထောက်အထားဆိုတာ area တွေပိုင်းလည်းကားကောင်းရပါမယ်။ဘာလို့လဲဆိုတော့ကိုအသိန်းကပြန်မဲ့စီကနေဘောလုံးကိုပြန်လဲရယူလိုက်နိုင်ပြီဆိုရင်တော့တံပြန်တက်စစ်ဆဖို့ကြိုးစားရမှာပါ။ဒီအချိန်မှာပြန်မဲ့ရဲ့နောက်ခံလူတွေကိုကြော်ပြီးအဝေးပေါ်တွေပြေးဖို့ရပါမယ်။ဒါပေမဲ့ခွာလန်းလို area တွေအားမကောင်းဘဲ မြန်ထင်းလုံးနဲ့တိုက်စစ်မှုမျိုးကြောင့်တံမြန်တိုက်စစ်အားကောင်းတဲ့မင်းအသိအကောင်းတာအထက်ကစားဟန်တွေကအထီရောက်မှုမရှိတော့ပါဘူး။ခိုင်စပိုင်းလိုက်ပါကိုညီနိုင်မှုလည်းမရှိဘူး။ဒီတော့ white land ဆိုတာမင်းအတွက်လူပိုကြီးတယောက်လိုကိုဖြစ်နေပါရင်ဆိုတော့ white land စီပါတိုက်စစ်မှုတယောက်ရဲ့အရေးချင်းတွေဘာတစ်ခုမှကိုမရှိပါဘူး။ဒီလိုဇာမမျိုးကိုပေါ်ခွန်ဆန်တန်းလောက်ပေးပြီးတော့ခေါ်ယူခဲ့တဲ့ဂရုံးတန်ဟဲ့ရဲ့ brain level ကိုအတော်လေးနဲ့အားသင်ခဲ့ရပါရင်အင်ဝင်လက်ထံမှာအခုလိုမျိုးအသိကမွေးချေးတွေအစင်မပြေပဲပေါ်အပြက်နေရတာဟာတန်ရဲ့စနက်တွေအများကြီးပါဝင်တယ်လို့ပဲကျွန်တော်ကတော့ဆွဆွဲချင်ပါရင်ဒါပြင်တန်ဟဲ့နဲ့အလိုတူအလိုပါရေလုပ်ခဲ့ကြတဲ့ အဘူဝတ်တို့လိုဘုတ်ဖွဲ့တွေကိုလည်းအပြစ်တင်ကြပါရင်ချဲချင်းရဲ့ဘွဲမှာဆိုရင်ဟွာနန်ရဲ့စွမ်းဆောင်ရည်ကစေးပြဲဆရာတော်ကုန်ခန်းသွားလောက်တဲ့အထိအတော်လေးစိုးရညံ့ဖြစ်လွန်လာပါတယ် aggressive sensor ကစားတာမျိုးဘာတစ်ခုမှမရှိခဲ့ပါဘူး area jewelry အသာထားပါအောင် ground jewelry ကိုတော့ဒီချိန်မှမအောင်မြင်ခဲ့ပါဘူးဆိုတော့ဟွာနန်ရဲ့စွမ်းဆောင်ရည်အပေါ်မှာဝေဖန်ရတာကလည်းအတော်လေးမောနေပါပြီဝေဖန်ချရတဲ့သူတွေတော့အတော်လေးရှက်လာကြပါပြီဒါပေမဲ့ဟွာနန်ကိုယ်တိုင်ကမရှက်တတ်ကြဘူးလားတော့မပြောတတ်ပါဘူး ဝါရဲလို့ဖျားဆုတိုက်စစ်မှုမျိုးကိုပိုင်ဆိုင်ထားတာဟာအိမ်မော်ရင်အတွက်တော့အတော်လေးကိုဒုက္ခရောက်ပါတယ်။အခုသမင်းအခုကစားသွားရမယ်ဖိုင်နယ်ပွဲလို့မျိုးမှာဒါကစကားအများကြီးပြောပါရင်အိမ်မော်ရင်ကတော့အခုချိန်ဒီတိုင်းဝိုင်လန်ဘက်ကနေကာဝယ်ပြောဆိုမှုတွေပြုလုပ်ပေးနေဆဲဖြစ်ပါတယ်။ချင်းစီနယ်ပွဲမှာဆိုရင်ဂျူရီအများကြီးဆုံးရှုံးခဲ့ရတယ်လို့ထောက်ပြခဲ့ပေမဲ့ဒီအာဒီမှာကလပ်အတွင်းပြိုင်ပွဲဆုံ49ပွဲကစားပြီးစိတ်ကိုသွင်းယူထားတဲ့သူရဲ့အထောက်အထားစင်မှုအတွက်စိတ်ကြည်နေပါတယ်လို့အိမ်မော်ရင်ကပြောခဲ့ပါတယ်။ဒီကြောင့်နဲ့ပတ်သက်ပြီးအိမ်မော်ရင်က ပြန်ဆန်းဆောင်ရဲ့ပေါ်ကျွန်တော်ပြောရှင်းပါရင်ဒါကအသင်းသားတွေအားလုံးတိုးတက်အောင်ကြိုးစားရမယ့်ကိစ္စပါဒီပွဲမှာ Ramesh ကပြေးလွှာကစားခဲ့တယ်ဘောလုံးပြန်ရဖို့အတွက်ကြိုးစားပန်းစားနဲ့တိုက်ပွဲဝင်ခဲ့တယ်ဂျူရီအများကြီးဆုံးရှုံးခဲ့ပေမဲ့ပြန်ဆန်မှုတချို့မှာတော့အနိုင်ရခဲ့တယ်ချိန်ဆက်ကစားပုံမှာဒီထက်အများကြီးပိုကောင်းမှုလွန်နေသေးတယ်ဒါပေမဲ့အချုပ်ဝေးပြောရရင်တော့သူကတိုးတက်လာနေပါရင်ဒီအတွက်လည်းကျွန်တော်ကျေနပ်ပါရင်သူဒီတိုင်းသာဆက်ကစားမယ်ဆိုရင်သူ့စီကိုဒီထက်ပိုကောင်းတဲ့အရာတွေရောက်ရှိလာမှာပါလို့မှတ်ချက်ပေးပြောကြားသွားခဲ့ပါတယ် ပြည်ထောင်စုများနေကရောဟွာလန်နဲ့ပတ်သက်လို့ Emirates Matches ကားတွေကလက်ခံပေးနိုင်စရာရှိတယ်လို့ထင်မြင်ယူဆမိကြပါလား။မိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေမျှဝေပေးခဲ့ကြပါဦး။အဆုံးဖြတ်ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။